ရာကြီးပြီမုန်နှင်ကွယ်လွန်တီနာမှာစိတ်ပညာကိုဥစားရေးသားသူတခိပြည့်ပြတ်နေခဲ့တဲ့1980တွင်မှပေါ်ပေါလာခဲ့တဲ့အခုစာရေးသူအဝင်းစိတ်ပညာပင်ဖြစ်ပါတယ်စိတ်ပညာရဲ့ရည်မှန်းချက်မှာလူတိုင်းတွင် ရှိသောစိတ်ကိုအရင်တည်၍လောကကြီးပွားမှုနှင့်အငြင်းရေးပင်ဖြစ်ပါတယ် ူကတိုင်းခြားစိတ်ပညာရည်ရွယ်ချက်များသာမကဗုဒ္ဓဤစိတ်ပညာကိုလည်းပူတွဲဖော်ပြသောကြောင့်ခီးရောက်ခဲ့ပါတယ်။ယခုဖတ်ပြမယ်စာအုပ်ဖြစ်တဲ့သင်အတွင်စိတ်ဤကြီးမားသောတကူကို၃ပါးစာအုပ်တွင်ဗုဒ္ဓဤယောဂကမ္မထံနိလန်းများကိုခိမိပုံစံဖြင့်ပူတွဲဖော်ပြသောကြောင့်လူကြိုက်များသောစာအုပ်လေးတအုပ်ဖြစ်ပြီးထပ်၍ပုံနှိပ်ပေးရသောစာအုပ်လည်းဖြစ်ပါတယ်။စာအုပ်ကိုဖတ်၍လိုက်နာပါလျှင် ရရှိနိုင်မည့်အကျိုးကျေးဇူးများကတော့နံပါတ်၁ဒီစာအုပ်ကိုရေးရလဲလဲနားလည်အောင်ဖတ်ပါနံပါတ်၂မတွေ့ဘူးသေးသောအလင်းရောင်တစ်မျိုးကိုရရှိပါလိမ့်မယ်နံပါတ်၃ထိုအလင်းရောင်သည်တင့်အားတည်ရီမှန်းထားသောပန်းနိုင်တို့အရောက်လမ်းပြပါလိမ့်မယ်နံပါတ်၄ရောက်သွားရန်သာလိုပါတယ်အခန်း၁စိတ်ပညာတမား၌ရှိအပ်သောအင်္ဂါရများဒီစာအုပ်ရဲ့အဓိကယူရချက်ကတော့မိမိတို့၌ရှိနေတဲ့တကူကြီးသည့်အသွင်စိတ် inner suspicious mind ကိုမိမိတို့အလိုရှိရာအကောင်းကျိုးများရရှိအောင် ခိုင်စေတန်ရန်နီပေလန်ပြရေးသားဖို့ဖြစ်ပါတယ်ဒီစာပိုက်ကိုဖတ်မိရင်သမရာအတိုင်းစာဖတ်မိဆွေတွေတိုင်ရိုက်ပင်မိမိတို့ twin စိတ်ကိုခိုင်စေအောင်ချနီကိုသာဖတ်ချင်ပေးလိုက်မယ်သို့တော့ချက်ချင်းတိုင်ရိုက်ခြင်းမိမိတို့အ twin စိတ်ခိုင်စေနီအတုံးချနေရင်အတွင်းစိတ်ဤတကူကြီးပုံနဲ့သဘောတဘာဝကိုမတိရှိထားပါက စာဖတ်သူ၏အကျိုးများတင်တလောက်မများပဲဖြစ်နေမည်ကိုဆိုရင်ရပါတယ်။သူဖြစ်ရာအသွင်စိတ်ကိုတကိုးကြီးမားပုံနှင့်သဘောတဘာဝကိုရှေးဥစွာခန်းဖွဲ့၍ရေးသားဖော်ပြပါမည်။ဒီမှာအသွင်စိတ်အတုံးချစိတ်ခိုင်းကြီးများကိုရေးသားရမည်ဖြစ်ပါတယ်။ဒါကြောင့်သဘောထားအားဖြင့်တိမ်တော်မြင်မာကအင်အားကောင်းလာသည့်မိမိတို့၏အသွင်စိတ်ကိုစင်းနှင်းခိုင်းစေတော်မူဆိုလျှင်မိမိတို့၏ထိုက်တဲ့သောရည်ချင်များရှိနေရမှာအမှန်ပင်လိုအပ်နေပါသေးသည်။ တမန်မြင့်ကောင်ဒီပင်သူအားစီနင်းမင်းသူဤအရေးချင်းကိုတည်တတ်ပါသည်အကယ်၍မြင့်စီးပညာမသက်သူဆိုရင်မြင့်ဒီသူအပေါ်စီနင်းမင်းသူအားသူကြောပေါ်မှာတရှိမထားလိုပဲတနည်းနည်းဖြင့်ခုံပေါက်ကန်ကြပြီးမြင့်စီးပညာမဲ့သူအားလောက်ခရွေချလိုက်မည်ဖြစ်လေသည်မြင်စီအတက်ကိုကောင်းစွာကျွမ်းကျင်သူအားသာလင်ထုံမြင့်သည်စီနင်းသူလိုရာခီးကိုအပြည့်ရအောင်ပူဆောင်ပေးလိုက်ရှိပါသည်အပညာရက ဖြစ်သောမော်တော်ကားကိုမောင်းနှင်တူပင်နှင့်မော်တော်ယာဉ်မောင်းတက်တီအရေးချင်းနှင့်ဒရိုင်ဘာတို့တည်အပ်သောအသိပညာကို နားလည်ပြီးသားဖြစ်နေသည်ကိုပင်သတိရှိတင်သည်သူဖြစ်ရာထမြက်သောစိတ်ပညာကိုအသုံးချမြင့်သူသည်ဤပညာရက်ကိုပေါ်ပေါ်ဆဆသဘောမထားပဲလီလီဆဆယုံယုံကြည်ကြည်နှင့်အသုံးချနိုင်ရန်အတွက်အခြေခံလိုအပ်သောအရေးချင်းများမိမိတို့၌ရှိနေရန်ရှေးဥစွာကြိုးစားအပ်ပေသည် စစ်စစ်အားဖြင့်စိတ်ပညာသည်တိမ်မွေသည်နည်းနည်းမှုလည်းရှိပါသည်အပျော်ရလွယ်တလျောင်ရောင်ရှိတယ်လေလှူဆောင်ရခြင်းနှင့်ကြင်ကြံရခြင်းအပိုင်း၌ခက်ခဲမှုအတန်ငယ်များရှိနေသည်ကိုတော့တည်ထားပါသည်ဤတွင်တက်ခဲသောပညာရခဲသောယေဒနာဆိုယစ်ကားကိုနှလုံးသွင်းသင်ပေသည်သို့ဖြစ်ရာအခြေခံအားဖြင့်မိမိတို့၏ရှိနေသင့်သောအရေးအချင်းအတွက်အောက်ပါချက်လက်များကို အစာပြု၍ဖော်ပြပါမည်အခြေခံကိုစိတ်အင်အားမွေးမြူ၍ စိတ်ပညာကိုအသုံးပြုလျက်အမြင်ပြောရှင်မှုကိုရှာဖွေသူတိုင်းတွင်အင်အားပြေဝရှိနေရမှအခြေခံအဖြစ်လိုအပ်ပါသည်။သို့မသာလင်းလင်းမြန်မြန်အကျိုးပေးထက်တန်မည်ဖြစ်ပါသည်။အင်အားမရှိဘဲနဲ့လူဘဝတွင်ယက်တိအသက်ရှင်နေရခြင်းသည်အချင်းနည်းဖြစ်ပါသည်။အင်အားဟုဆိုရ၌အမြဲတမ်းလူသားများ၏ပြည့်ပြည့်စုံသောအင်အားများမှနံပါတ်၁ကာယဗလာကိုခန္ဓာအင်အားနံပါတ်၂ညာနာဗလာဉာဏ်ပညာအင်အားနံပါတ်၃ဘောဂဗလာ စီးပွားဥစ္စာအင်အား နံပါတ်၄မေတာဘလမစ်ကောင်းဆွေကောင်းအင်အားနံပါတ်၅ဆရိတာဘလအချင်းတီလာအင်အားများအကြောင်းစာဖတ်သူတို့သိရှိပြီးဖြစ်ပါလိမ့်မယ်။သို့သောစိတ်ပညာသုံးချရည်နှင့်ပတ်သက်၍အခြေခံအားဖြင့်လိုအပ်သောအင်အားများမှာကိုအင်အားနှင့်စိတ်ဓာတ်အင်အားနှစ်ခုသာဖြစ်ပါသည်။ အဓိကအားဖြင့်ဖော်ပြမည်ဗလငါတန်ပြည်ဝစင်ရန်အတွက်စိတ်အင်အားကိုအသုံးချလက်ရယူရမည်ဖြစ်ရာစိတ်ပညာကိုပေါမြအောင်လေ့ကျင့်အသုံးချနိုင်ရန်အတွက်အဆိုပါကိုအင်အားနှင့်စိတ်တက်အင်အားနှစ်ခုမှအခြေခံအားဖြင့်ပြည်ဝနေရန်အထူးလိုအပ်ပါသည်။တနည်းအားဖြင့်ဆိုရရင်ကိုရော စိတ်ပါကျမ်းမာရှင်လန်းနေရန်အမြဲလိုအပ်ပါသည်။ကိုအင်အားချိနေလျက်စိတ်တအင်အားညှိုးနှွမ်းနေပါလျင်စိတ်ပညာလေ့ကျင့်ခန်းများကို ပြောင်မြောက်တဲ့အထိဆောင်ရွက်နိုင်မှုအတွက် ထို့တူမှာအခြေခံအရေးချင်းမရှိဟုဆိုရပါမည်။သူဖြစ်ရာ ရှေးဥစွာမိမိတို့၏ကိုအင်အားနှင့်စိတ်အင်အားကိုလိုအပ်သောအဆင့်အတန်းအထိမြင့်တင်ပေးရန်ကြိုးစားရပါလိမ့်မည်။အထူးသဖြင့်မိမိကိုယ်နှင့်စိတ်ရဲ့အင်အားများကိုရိုးရိုးစေသည့်အကြောင်းတရားများကို ရှေးဥစွာဖေရှားပြရမည်ဖြစ်ပါသည်အထက်ပါအချက်၅ချက်တည်ကိုယ်နှင့်စိတ်အင်အားများကိုရိုးရိုးစေသည့်ဖြစ်ရာယင်အချက်များကိုလေ့လာပြီးထိုအင်အားယူပေါက်များကို ပိတ်ဆို့ရမည် ဖြစ်လေသည်အချက်အကြောင်း စပိန်စီယာနိုင်ဖြစ်စေမော်တော်ကားမောင်းရနိုင်ဖြစ်စေဗရိန်းကြီးနေလျက်နဲ့စီနမောင်းနေပါလင်ခရီးမတွင်သည့်အပြင်ရင်ကိုလည်းထိခိုက်စေနိုင်တဲ့ကဲ့သို့လူများစွာတို့သည်မိမိတို့ခန္ဓာကိုယ်နှင့်စိတ်ကိုဗရိန်းကြီးခံကသွာလာလှောက်ရှာရုန်းကန်နေကြသည်ကိုတွေ့မြင်ရပါသည် ထို့အခါသူတို့၏အင်အားမှအလဟတက်ကုံဆုံးနေရတော့မည်တို့ဖြစ်ရာရှေးဥစွာမိမိတို့ကို မိမိတို့ဗရိန်းကြီးနေတလို့ဟုအမြဲစစ်ဆေးကြည့်တင်ပါသည် ပရင်းကြီးနေတကယ်သို့ဖြစ်စေသောအကြောင်းရင်းများမှာနှစ်ခုရှိရာ၎င်းတို့မှာနံပါတ်၁ရှက်ချင်းနှင့်နံပါတ်၂ချောက်ချင်းဖြစ်လေသည်ဤအကြောင်းတရားနှစ်ခုကိုအောင်မြင်ပျော်ရွှင်လိုသောစာဖတ်မိတ်ဆွေသည်ယခုချိန်မှစတင်ပြီးအပြီးတိုင်ဖယ်ရှားရန်မှာအမှန်ပင်လိုအပ်ပါသည်စာဖတ်မိတ်ဆွေကရုတ်တရက်အားဖြင့်စာရေးသူကျွန်တော်အားမကြေမနက်ဖြစ်ကမေကွန်ထုတ်ချင်ကောင်းထုတ်ချင်ပါလိမ့်မည်။ဘယ်နဲ့လဲဟီရီအော်တပါတီဟုသောအရှက်နှင့်အကြောက်တရားနှစ်ပါးကိုသူတော်ကားများအမြဲလက်ကင်ထားကြရမည်။ ဟုဆိုထားပါလျက်နှင့်အဘဲကြောင့်ဤတရားနှစ်ပါးကိုစွန့်ပယ်ရန် ပြောရပါသည်။မမာတီမမာတီဒုစရိုက်မကောင်းမှုမှန်တမျှပြုလုပ်ရန်ကို ချဲ့ရပါမည်ကြောက်ရပါမည်ယခုကျွန်တော်ဆိုလိုသည့်အချက်နှင့်အကြောင်းမှာ စီးပွားရှာရနိုင်၎င်းပညာရှာရနိုင်၎င်းမိမိကိုယ်ကိုမိမိတူသက်ကြကြိုးပမ်းရနိုင်၎င်းမရှက်တင့်တီကိုရှက်နေခြင်းမကြောက်တင့်တီကိုကြောက်နေခြင်းများကိုဆိုလိုခြင်းဖြစ်ပါသည် ထို့အကြောင်းနှစ်ပါးသည်လူသားတို့အားမအောင်မြင်အောင်ပျော်ရွှင်မှုမရရှိနိုင်အောင် တာစီပိတ်ပင်လျက်လူသားတို့သွာလာလှုပ်ရှားရုံးခတ်နေရမူအင်းအင်းအားများကိုမှုမှန်အတိုင်းမဖြစ်အောင်ဟန်တာပြီးပရိညိနေတကယ်တို့ဖြစ်အောင်လုံနေဒီကိုတွေးမြင်နေရသဖြင့်သာဤအကြောင်းတစ်ခုကိုဖယ်ရှားပြည့်ရန်သတိပေးရခြင်းဖြစ်ပါသည်ဤကြောင်းများကိုတိမြင်သောလောကနီတိဆရာသည်ဤသို့ဆိုထားပါသည် လောက၌ပစ္စည်းဥစ္စာရှာဖွေရောင်းဝယ်သောအခါ၌၎င်းထိုမှတပါအသက်ပညာတင်ကြားသောအခါ၌၎င်း တဏမန်အစီပါအလုတ်ကိုလုံလုံသောအခါ၌၎င်းမိထုံမိဝဲသောအခါ၌၎င်းထိုအခါရို၌အရှက်အကြောက်ကိုစွန်ပယ်သည်ဖြစ်ရ၏တို့ဖြစ်ရာမိမိကိုမိမိတို့ပြိမညိအောင်မရှက်တင့်ဒီကိုရှက်မကြောက်တင့်ဒီကိုကြောက်တော့ခြေလန်းတုံတုံပြီးစိတ်ထားနှုံနှုံမနေအောင်နေစဉ်ပင်ကိုနှင်းစိတ်ကိုရေစေးတင်တကဲသို့လေ့ကျင့်ခန်းများပြုလုပ်ရမည်ဖြစ်ပါသည်လေ့ကျင့်ခန်းမနက်စောစောနိုင်ဖြစ်စေညဥပိုင်းနိုင်ဖြစ်စေ မိမိအလုတာဝင်များမှအနာရချိန်မှာလူသူနေပါရှင်လင်းရာလမ်းပေါ်တွင်ဖြစ်စေဥယျာဉ်ပန်းချံများတွင်၌ဖြစ်စေတင်လျောက်တော့လေကောင်းလီတန်းရမီနီယာတခုမှမိမိကိုနေစိတ်ကိုအပြေးပိုင်လှလက်ခွင့်ပေးလျက်မိမိခြေလက်နှင့်ကိုနေဟန်တာလှူရှားသွားလာမှုများကိုချုပ်တီးမထားပဲမိမိစိတ်တိုင်းကြအာရပါရကိုလက်ဆန်တန်းလျက်လမ်းလျှောက်ပေးရပါမယ်စိတ်ရောကိုယ်ပါ လွတ်လပ်စွာအဆက်အကျလုံးဝမရှိစေဘဲလမ်းလျှောက်ရင်းလေကောင်းလေတန်းကို အပတယလေးလေးပင်ပင်နှခေါင်းဖြင့်ရှူသွင်းစဉ်မိမိစိတ်ထဲ၌ငါသည်လွတ်လပ်တော်သူငါတွင်မိတိအချုံနောင်များမရှိငါ၌အဆက်အကျမရှိဟုစိတ်ထဲမှရွတ်ဆိုအာယုံပြုရမည်ယုံကြည်ရမည်အရှက်နှင့်အကြောက်တံမှလူကင်းလာသည့်ဖြင့်မိမိကိုယ်နှင့်စိတ်တွင် ဖြစ်ပေါ်လာသော ပီတိအရာတာကို ခံစားရမည်ထို့အရာတာသည်တိုးတက်လိုသောလူသားအတိုင်းအတွက်အ အာတိုးဆေးပင်ဖြစ်ပါသည် အကယ်၍မိမိ၏ရှက်စရာကြောက်စရာပြဒနာရက်များရှိနေစေကားမူထိုပြဒနာရက်သည်မိများလောက်ဘာမှမှုလောက်စရာမဟုတ်သူအလိုလျောက်ငါဤစိတ်တအင်းအားကြီးမားလာတာနဲ့အများတနည်းနည်းဖြင့်လင်းလင်းမြန်မြန်ပြေလည်သွားလိမ့်မည်ဟုဘာကုမမမှုတော့အနေဖြင့်မိမိကိုမိမိပြောရပေမည်တကယ်လည်းယုံကြည်စိတ်မွေးရမည် ယုံကြည်စိတ်ကြီးမားလာတာနဲ့အများရှက်စရာကြောက်စရာများနဲ့ပြည်တနာများကြည့်လဲနောက်ပြန်ဆုတ်သွားရန်အကြောင်းကံတွေဖန်လာပေးလိုက်မြည်ဤနေရာ၌အကယ်၍ရှက်စရာကြောက်စရာတွေရှိနေပါလျက်ပြင်သစ်ပင်ရင်နပိုလီယံဤအကြောင်းဖြစ်စေကိုအတုံးပြုတင်သည် နပိုလီယံမှာခဏခဏကြောက်စရာတွေ့ဤထိုအခါသူတည်သူတွေ့နေတော့ကြောက်စရာမှာဥပမာ90တာခန့်ပမာဏရှိသောတပိတ္တာလောက်ကြောက်စရာ ရှိနိုင်ပုံကိုသူဖန်တီးပြီးတွေးထင်ကြည့်ဤထိုအခါ90တာကြောက်စရာသည်အတိမွားဖြစ်သွားပြီးသူအတွက်မမှုလောက်တော့ကြောက်စရာဖြစ်သွားရလေသည်ထို့ကြောင့်လောကတွင်ထင်ရှားအမြင်လျက်အကြောက်တရားကင်းတဲ့ကဲ့သို့နေထိုင်သွားလာကြသူအာစာနီအများပြရှိရာမိမိတို့နှစ်သက်ရာ ထိုပုဂ္ဂိုလ်များ၏အကြောင်းကိုအာယုံပြုခြင်းအဖြစ်မိမိတို့ရဲ့စိတ်ကိုမြင့်တင်ပေးခြင်းသည်ဤကောင်တစ်ခုဖြစ်ပါသည်အမှန်ပြုလုပ်ရမှာရှက်ချင်းကြောက်ချင်းဟန်လုံချင်းကင်းသောဓမ္မရအတိုင်းမူမှန်နေထိုင်ရေးအတွက် အမြဲတည်းရှိနေအောင်ကြိုးစားရန်ဖြစ်ပါသည် အမြဲတည်းရှိစွာဖြင့်လူမှုဆက်ဆံရေးတွင်၎င်းမိမိအလုပ်ဝတ္တရားများလောက်ကရင်ဖြည့်ရှင်ရာတွင်၎င်းမလိုလားအပ်သောအချက်နှင့်အကျောက်တရားဖေရှားထားကယဉ်ကျေးတိမ်မွေးလျက် တဖက်သားအားမထိပါစေသောကိုအမှုရာနှုတ်အမှုရာများနှင့်ရေရရင်ရင်သွာလာဆက်ဆံတတ်အောင်လေ့ကျင့်ပင်ရန်ဖြစ်ပါသည်ယဟန္နာမဟုတ်တော့စိန်သူတော်စင်မဟုတ်တော့လူသားသည်အမမကဲနိုင်လွန်ခဲ့သောကာလများမာယွင်မှုပြုလုပ်ခဲ့သည့်ကိစ္စများအတွေ့ယခုလောလောဆယ်တွင် ရှက်နေရန်ကြောက်နေရန်ဒီလေအလင်းပင်မလိုပေထိုမာယွင်ခဲတာဟုသည်များကိုမိမိနောက်၌တကားပိတ်ထားခဲ့ကရှေ့သို့သာခြေလမ်းမပြတ်အရှက်အကြောက်မပါစေပဲ အပြစ်ကင်းစင်အောင်နေထိုင်ကဆက်လက်လှူရှာသွားလာဖို့ကြိုးစားရမည်ဖြစ်ပါသည်။စင်စစ်အချက်နှင့်အကြောက်တရားသည်လူသားအားနောက်သို့သာဆွဲထားတတ်သည်မိမိကိုမိမိတခြားသူများထက်ညံ့တီဟုထင်မှန်သက်သည့်စိတ် inferiority complex ဝင်ရောက်လာအောင်လဲထိုအချက်နှင့်အကြောက်ကလမ်းဖွင့်ပေးလေရှိသည်မိမိကိုယ်ကိုအထင်သေးသည့်စိတ်သည်ဤအမျိုးမျိုးဖြင့်အမြင်အလန်းချောင်းကိုပိတ်ဆို့ထားနိုင်လေသည်။မူမမှန်သောမယူရဲသောဘဝသို့လည်းကြာရောက်တတ်လေသည်။ inferiority complex မိမိကိုယ်ကိုအညံ့စာဟုထင်မှတ်သောစိတ်ကိုဘီတန်တွင်ဤသို့အနက်ဖွင့်ဤ a state of mind in which a person subconsciously feel that he is inferior to others and trying to overcome this by being aggressive and self assertive သူစိတ်မျိုးရှိသူသည်သူအတွင်စိတ်ကပင်သူသည်ခြားသူများထက်ညံ့တည်ဟုတရှိခံစားမှုဖြစ်ကသူခံစားနေရမှုကိုမလိုလားသဖြင့်တွန်းလှန်ပြည့်ရန်အတွက်သူသည် အတင်းအတ္တမရန်လိုလားသူအဖြစ်ရောက်စေကသူကိုယ်သူတင်းတင်းမမထား၍စာတော်လူဖြစ်လာရန်ကြိုးစားလေတော်သည်တို့ဖြစ်ရာယခုခုံဖနက်စီပြီးခီးသွားနေရတော်လဲမိမိကိုမိမိအထင်သေးတာရှက်မနေတဲ့ကြောက်မနေတဲ့အခိုက်တန့်အားဖြင့်သာ အနေဆင်ရခြင်းဖြစ်သည့်မကြာမီပင်အချိန်တွင်အခြေအနေဒီအများကြီးကောင်းမွန်လာမည်ဟုသာမိမိကိုမိမိယုံကြည်စိတ်ထားရှိကပြောပေးတင်လေသည့်ပြောသည့်အတိုင်းဖြစ်ပူသည့်တရကများစွာရှိနေပေသည့်ရှက်စိတ်ကြောင့်စိတ်အဝင်ခံနေရသောသူများသည့်သူတို့၏ရှက်ကြမှုကြောင့်ပြင်းကြီးနေတကယ်သို့ဖြစ်နေရသည့်ကိုမသိဘဲတအားကုန်၍စပိန်ကိုနင်းခြင်းမော်တော်ကားဖြင့်လင်သက်စီလီဗာကိုဖိနင်းခြင်းများနှင့်တူသောဒရာကြီးခြင်းနှင့်တင်းတင်းမမစွာတတာပြောဆိုဆက်ဆံခြင်းတည်းဟုသော ဖြူမားဆူမားမြများများကိုပြုလုပ်တဲ့လေဒီထိုသူများတို့မှာသူတို့ဤအကြောင်းနဲ့အချက်ကြောင့်ဖြစ်ပေါ်လာရသည့် inferiority complex အညာစာထင်မှတ်နေသောစိတ်သည်သူတို့ဤအတွင်စိတ်တို့ရောက်ဝင်ရောက်နေပြီဖြစ်လေသည်ထိုအခါမိမိကိုမိမိအညာစာထင်နေသောစိတ်ကိုမိမိအတွင်စိတ်မှမိမိကိုမတိစိတ်ဖြင့်ပဲထုတ်ရမည်ဖြစ်လေသည်မလိုလားအပ်သောအချက်နှင့်အကြောင်းတရားနှစ်ပါးတင်ထမ်းမှခွာသောအခါဗြိညင်းနေသည် ချင်းကင်းလွတ်သွားတည်ရင်ကဲ့သို့တင်းဤစိတ်ထဲကိုယ်ထဲတွင်မြင်မြပုတ်ပါကြည်လင်ရှင်လန်းလာမိကို ကိုယ်တိုင်ခန်းစားကြည့်ပါဤအရာတောင်ကိုထက်ခါထက်ခါခန်းစားကြည့်ခြင်းအဖြစ်အချိန်တန်နှင့်ထိုအจิตမှာတင်းဤအတွင်စိတ်ထဲသို့ရောက်သွားသည့်အခါတွင်အတိစိတ်နှင့်တမင်အထောက်ရန်ပင်မလိုတော့ပဲရင်ရင်လွတ်လပ်မှုအရာတောင်ကိုတင်းလွယ်ကူစွာအမြဲတစေခန်းစားနိုင်မည်ဖြစ်လေသည်ဤသို့ခန်းစားတိုင်းတင်းဤစိတ်ဓာတ်မှာကြီးမားလာမည်ဖြစ်သည်ဤတွင်မိမိဤအင်အားရိအလဟတ်တဲ့ ယူထွက်နေစေတတ်သည့်အဆက်နှင့်အကြောက်တရားအပေါက်ကိုပိတ်ထားရမည်ဖြစ်သည်ပိတ်မိသဖြင့်အဆက်ကြောင့်ဝေမလာနိုင်သောအခါ၌ကိုဤခန္ဓာ၌အင်အားများစုဆောင်းနေမည်ဟုစိတ်စိတ်ပညာလိုက်စာမိသူသည်နှလုံးတွင်ထို့သူသည်သူ့နှလုံးသား၌စဉ်စားတွေးထင်သည့်အတိုင်းဖြစ်လာရမည်သာသည်အဆက်နှင့်အကြောက်ကိုနံပါတ်၁ဟုမှတ်ပါလေနံပါတ်၂မလိုလားအပ်သောအငြင်းပွားမှု အကျိုးမများမလိုလားအတော်နေရာ၌အငင်းပွားခြင်းဒေါရဖြစ်ခြင်းမရှိဘဲနေရမိမိကိုမိမိထိန်းသိမ်းနိုင်ခဲ့လင်မိမိခန္ဓာကိုယ်မှာအင်အားယူပါတစ်ခုကိုနောက်ထပ်ပိတ်နိုင်ခြင်းပင်ဖြစ်၏တယံရောအခါ၌နောင်တွင်စစ်ဗျင်ဖြစ်လာမည်သူနပိုလီယန်သည်အဖော်တဦးနှင့်အတူ မထင်မရှားသောအတွင်ဖြင့်လန်ခီတဲခုကန်စာပွဲယုံတစ်ခုသို့ဝင်ရောက်စားတော့၏တဦးသော သူဒီနပိုလီယံမမ်းမသိပဲထိုစားပွဲရုံအတွင်မူရီတောက်စားရင် နပိုလီယံတို့နှစ်ဦးအားတမင်လာပြီးရန်စား၏ထိုစဉ်အခါတွင်နပိုလီယံတွင်သူဘဝသူတက်အမြင်မှုများအတွက်ဆောင်ရွက်ဆရာကိစ္စများသူရှိတွင်အများပြားရှိနေ၏ထိုကိစ္စရများကိုပြင်းများအောင်ဆောင်ရွက်နိုင်ရေးမှာ သူအတွက်အရေးအကြီးဆုံးဖြစ်၏ ို့ဖြစ်ရာနပိုလီယန်သည်သူထံတမင်လာ၍ရန်စသူအားပြန်လည်ရေးချေပပြောဆိုခြင်းမပြုဘဲထိုစားတောက်ခံမှအိန္ဒြေမပြတ်ထွက်ခခဲ့၏အလွန်ကြည်မြတ်လိုသောနပိုလီယန်သည်အသွေးမွှားကိုစိတ်ဆိုးခြင်းဒေါရဖြစ်ခြင်းမရှိအောင်နေနိုင်သူဖြစ်ခဲ့၏ထိုအရေးချင်းသည်သူအားထိတ်ဆုံးအတိရောက်စေသောအကြောင်းများအနက်တစ်ခုဖြစ်သည်ဟုဆိုရမည်ဖြစ်လေသည်ကျွန်တော်ကိုယ်တွင်ဤတွင်ရင်ကိစ္စနှင့်ပတ်သက်သောကုသေးဖြစ်ရသည့်ခုကိုအလင်းတင်းသည်လို့ဖော်ပြခြင်းမှာသည် တခုတော့ဥပုံနေ၌ကျွန်တော်ဒီကမထန်ရိတ်တာတခုတို့ရောက်ဤငယ်စဉ်ကပဲယဉ်နီမှုရှိခဲ့တော့ကျွန်တော်ဤမိတ်ဆွေဟောင်းကြီးတို့မှထိုရိတ်တာအတွင်ရှိနေဤသူဒီကျွန်တော်ထဝါရင့်တက်ချီယောဂီတို့အနေဖြင့်ကျွန်တော်အားတရားဟောလေးရှိသည်သူအားဥဖြူဟုခေါ်ကြပါဆိုဥဖြူဒီကျွန်တော်အားတရားဟောရန်အစာပြုတော့အနေဖြင့်မိကုန်းတခုကိုမေးဤတန်တရာဟာအစာမရှိတဲ့အကြောင်းကိုခမည်းကောင်းကောင်းသဘောပေါက်ရဲ့လားသူမိကုန်းကိုကျွန်တော်သာရိုက်မဖြစ်ပဲဤသို့ပြောလိုက်ဤ တန်တရာအစားရှိတာမရှိတာကိုကျွန်တော်မနာကြပါရစေနဲ့ဘာဖြစ်လို့မနာကြချင်တာလဲတန်တရာဟာအစားမရှိတဲ့အကြောင်းကိုခမကောင်းကောင်းကြီးသဘောပေါက်နားလည်သွားအောင်ကြိုးရှင်းပြမယ်ရှင်မပြချင်ပါနဲ့ဗျာကျွန်တော်ဒီကိစ္စနဲ့ပတ်သက်ပြီးခံယူချက်ရှိနေလို့ပါခမခံယူချက်ကဘလို့လဲတန်တရာဟာဘလို့အစားရှိခဲ့တယ်မရှိဘူးဆိုတဲ့အကြောင်းဒီဆွေးနွေးအပ်တော်တရားမဟုတ်ဘူးကျွန်တော်တို့လူသားတမန်တွေအနေနဲ့နားလည်နိုင်မယ့်တရားလည်းမဟုတ်ဘူးဤအကြောင်းစဉ်းစားကြံစားနေခြင်းအပြင် အကျိုးမများလို့ဟုခံယူလို့ပဲဖြစ်ပါတယ်ဟုကျွန်တော်ကရှင်းပြလိုက်၏အဲ့ဒါခမားမတာပေါ့တန်တရာဟာအစာမရှိတဲ့အကြောင်းတည်တည်ချာချာကြုံရှင်းပြမယ်နားထောင်ဥဖြူတီတူနီတူဟန်ဖြင့်ပရိသသမုတ်ဘတ်တရားတော်ကိုလက်ကင်ပြုပြီးတန်တရာဟာအစာမရှိတဲ့အကြောင်းကိုကျွန်တော်အားအချိန်တော်ကြာရှင်းပြပါတော့ဒီသူရှင်းပြချက်ကိုစာသားရှင်မတော်စေရန်မဖော်ပြတော့ပါသူရှင်းပြချက်ကိုကျွန်တော်သဘောမပေါက်ပါကြိုက်လည်းမကြိုက်ပါဒါကြောင့်ကျွန်တော်ကဘွင်ဘင်းဖြင့်သူရှင်းပြချက်ကိုသဘောမကျတဲ့အကြောင်းပြောလိုက်၏ ဤတွင်သူနှင့်ကျွန်တော်အမျိုးမျိုးညှဉ်ခုံကြလေတော့ဤထိုအခါဥဖြူသည်ကျွန်တော်အားသူထက်ငယ်သူဖြစ်သည့်အပြင်လူရင်းနေဖြင့်ထား၍လာမသည့်သူဟောပြောချက်ကိုသဘောမပေါက်ရကောင်းလားဆိုပြီးကျွန်တော်အားဟောက်ပါတော့သည်ခမည်းအတော်နာဝေးတဲ့လူပဲဒီကစေတနာနဲ့တိတိကျကျရှင်းပြတာတော့သဘောမပေါက်တာကြွဲကြီးအနာဆောင်းတီးပြနေလို့ဖြစ်နေတာပေါ့ကဲပါကြုတ်ရှင်းပြတာကိုတိတိကျကျခမည်းစိတ်ထဲမှာမှတ်ထားပါနောက်တစ်ခါကျရင်ခမည်းသဘောပေါက်လာတော့မှကျုပ်ကိုခမည်းကျေးဇူးတင်မယ် ဤတွင်သူကထိခိုက်သောစကားသည်ကျွန်တော်အားဆိတ်ဆိုးခြင်းလာပါသည်ဤတွင်သူဤထိခိုက်သောစကားသည်ကျွန်တော်အားဆိတ်ဆိုးလာစေပါသည် သို့တော်ကျွန်တော်သည်ဆိတ်ဆိုးတတ်မှာပါပဲအေးအေးဆေးဆေးပြန်ပြော၏ဒါကတော့ခမကြိုက်လို့ပြောနိုင်ပါတယ်လေပြောပေါ်ကျုပ်ကိုကြွဲကြည့်လို့ခမမြင်နေရင်လည်းမြင်နိုင်ပါတယ်ဒီကိစ္စမှာကျွန်တော်ခံယူချက်ကတော့ပထမပြောခဲ့တဲ့မူရင်တိုင်းပါပဲအဲ့ဒါခမအမြင်မှန်ကိုမမြင်တာတန်ရာဟာအဆမရှိဘူးမှတ်ထားအဆရှိတယ်လို့ခမထင်နေဒိဋ္ဌိပဲ အစားရှိတယ်လို့လည်းကျွန်တော်မပြောရပါဘူးဗျာအစားမရှိဘူးလို့လည်းခမည်းဆိုလိုတာကိုလည်းလက်မခံနိုင်ကြောင်ပြောတာပါဆိုလိုတာကတော့ဒီတရားဟာဆွေးနွေးအပ်တဲ့တရားမဟုတ်ဘူးလို့ဒါကျွန်တော်ဆိုလိုထားပါတယ်ဤတွင်ဥဖြူတီကျွန်တော်အားကဘာပါအတင်ချေ20ကျင့်လင်တော့မှကျွတ်တန်းဝင်မည်သူမဟုတ်ဟူ၍၎င်းဒိဋ္ဌိကြီးဟူ၍၎င်းရေရေမောမောနှင့်အမျိုးမျိုးဆက်၍နှစ်ပါတော့သည် ထို့အခါကျွန်တော်ဒီပြောပါလေခင်ဗျာပြောသလိုတာပြောပါကျွန်တော်ကတော့ရိတ်တလာကလေးကိုကစကားနှဲပါစွာပြောရန်နဲ့တိခန့်ဆိုင်မွေးမြူရန်ဒိတ်ထန်ခဲ့ပါတယ်ဒါပေမဲ့နောက်ကိုခင်ဗျာနဲ့ကျွန်တော်တရားစကားမဆွေးနွေးတော့ဘူးပြဟုမကျေနပ်တန်ပါတော့စကားကိုကျွန်တော်ပြောမိပြီးထိုင်ရမှထားလိုက်တော့ဒီထို့နောက်ကျွန်တော်အိမ်သို့ရောက်၏ ကျွန်တော်ဤစိတ်ထဲတွင်မကြေမချမ်းဖြစ်နေ၏မိမိကိုမိမိစိတ်အေးချမ်းသာစွာနေရန်ဆုံးမတော်လဲမယအရာပေါ်လဲလျောင်းရင်စိတ်ပန်းကိုပန်းဖြစ်နေမှုကိုဖြေလျှော့ကြည့်တည်မယမခန့်ကျင်စိတ်မှာကျွန်တော်ဤနှလုံးအိမ်အတွင်းမှာလှောက်ရှားကထပောက်ရှာနေပြီဟုမိမိကိုကိုသိ၏ထို့အခါကျွန်တော်အုံနောက်ကဥဖြူအားခြေပရန်စကလုံးတွေထုတ်ပေးနေ၏ကျွန်တော်ညင်ညင်မနေနိုင်တော့ချေ လူသားအားအကျိုးမဲ့ကိုတာဖြစ်စေသည့်အဖြစ်စိတ်တည်းဟုသော ပြဘာရတွင်ကျွန်တော်အားလွမ်းမိုးနေလေပြီခမားဟာကြွဲကြီးဒိဋ္ဌိအမြင်မားနေပြီကဘာအတင်ချေ20ကျင့်နာကျွန်းတန်းဝင်မဲ့သူမဟုတ်ဟုသောစကားများကိုသာထက်တန်တလဲလဲကြားနေ၏ထိုအခါအငြိမ်မနေနိုင်တော့ပဲကျွန်တော်ဤလက်တီအရာပဲရှိစာအုပ်ကြီးတို့ရောက်သွားပြီစာအုပ်ပပတအုပ်ကိုအမတ်မထင်ဆွဲယူလိုက်သည်26ရက်10လ1969ခုနှစ်ထုတ်ဗုဒ္ဓ တာဒနာလာစင်ဆာဆာအသွဲလေအမတ်တစ်တွင်လက်ထဲပါလာ၏ဆာဆောင်ကိုဟိုလန်ဒီလိုလှန်လိုက်ရာ စာမျက်နှာ37နိုင်အပါစာကြောင်းကိုဖတ်မိ၏အနမတ်တကောမတိအပ်သောအစာရှိသောတန်တရား၌ဆရဟကဲ့သို့အထက်ထက်အဖန်ဖန်အလယ်လန်းကျင်လည်ရသောကာလ၌ဟော်တွေ့ပြီးမတိအပ်သောအစာရှိသောတန်တရားဟုဆိုထားပါလော့ ဤနေရာတွင်ကျွန်တော်တခုစဉ်းစားမိသည်ဒေါရကိုဖြစ်မိလေမြို့သိချုပ်တီးထားပါကစိတ်ပညာခေါ်အားဖြင့် repress ထပ်ပေါမပေးပဲဖိထားပါကတနည်းနည်းဖြင့်လူအားသစုံတခုဒုက္ခပေးတတ်သည်မူလကဒေါရမဖြစ်အောင်နေပါဒေါလဖြစ်လာရင်ထိုဒေါသကိုတင်စီဖိနှိပ်မထားပဲထပ်ပေါအမျိုးမျိုးကိုပေးပါထပ်ပေါမပေးနဲ့မိမိဤအုံနောက်နဲ့နှလုံးအိမ်အတွင်း၌ထိုဒေါသသည်တောင်းကျမ်းပြီးမိမိဤမတိစိတ်အတွင်းစိတ်တို့သွားရောက်ကမိမိကိုယ်ကိုဒုက္ခအမျိုးမျိုးပေးနိုင်သည်ဟု၍ဖြစ်လေသည် ထို့ကြောင့်ကျွန်တော်ဒီလက်ထဲ၌ကင်ထားသောစာဆောင်ကိုအခြေပြုလျက်တန်တရာဟာဥဖြူပြောသလိုအစာမရှိမဟုတ်ကြမတိအပ်သောအစာရှိသောအကြောင်းမှဆာ၍ဥဖြူ၌တိမ်ဖြင်းသောစကားသည်ကြွဲကြီးဟုသူတစ်ပါးခေါ်ဆိုခြင်းသည်ယောဂီတို့ဦးနေဖြင့်မသင့်သောကြောင့်တရားသမားကိုဟောပြပါဟုတပါးတူကတောင်းမှန်မှသာဟောပြသင့်ကြောင်းယခုမဟောခြင်းပါဟုသားပါလျက်ဟောပြီးသူတပါအပုခတ်စကားအမျိုးမျိုးဆိုခြင်းမှာမသိလျောကြောင့်စတဲ့ဖြင့်တတိကြီးရေးမိပါတော့သည် ဆာရွက်ဗလာဆေရွက်ခန့်ရေးပြီးတော့အခါတွင်ပြည်သက်လေသည်ထို့အခါ၌လူမအတော်ကလေးနေသာထိုင်သာရှိလာ၏နှလုံးတွင်အုံနောက်တွင်၌လှူရှားနေသောချုပ်တီးထားရသောဒေါရစေမခန့်ကျင်စိတ်နှင့်ခြေပါလိုသောဆေးရများသည့်ဆာရွက်ပေါ်တွင်ရောက်သွားသည်ဖြင့်လူမနေသာထိုင်သာရှိသွားတော့ခြင်းဖြစ်ပါသည်နောက်တနေ့နနက်တွင်ရေပြီးသောစာနှင့်ဗုဒ္ဓတရဏအလင်းဆဆောင်ကိုယူပြီးဥယောဂိဥဖြူရှိရာရိတ်တာတို့ကျွန်တော်လာခဲ့သည်လမ်းတွင်ဆရာဦးစန်းထွန်းမန်တကတော အိမ်တို့ဝင်ရင်ဦးစန်းထွန်းအားကျွန်တော်ရေးခဲ့တော့စာကိုဖပြ၏ဒီကျွန်တော်ကဦးစန်းထွန်းအားမေး၏ကျွန်တော်ရေးထားတာမှန်ရဲ့လားမှန်သားပဲဟုဦးစန်းထွန်းကဖြေ၏ဒါဖြင့်တန်တရားဟာအစာမရှိဘူးလို့ဦးဖြူရဲ့ရှင်းပြချက်ဟာမှားတာပေါ့အဲ့လေအစာရှိခဲ့တယ်လို့သူတန်တရားရဲ့အစာကိုသူမသိခဲ့နိုင်တော့တန်တရားဟာအစာမရှိဘူးလို့သူဆိုတာပေါ့သူဟာသူမှန်တာပါပဲဦးစန်းထွန်းပြောစကားတွင်ကျွန်တော် မကြိုက်မနစ်တတ်နိုင်ဖြေရပြန်ပြီဤတွင်ကျွန်တော်ကမေးလိုက်သည် ဘယ်နဲ့လဲပြဒီစားစားမှာအနတ်မတကမတိအပ်တော့အစာရှိတော့တန်တရာလို့အတိအကျဆိုထားတာပဲအဲ့ဒါမှသလားမမပါဘူးအဲ့လိုဒါရိုက်မြန်မာပြန်ထားတာပဲခမားရေးတာမှန်နေဆိုတာဒီတရားဟာဆွေးနွေးအပ်တဲ့တရားမဟုတ်ဘူးလို့ဆိုလိုတာမှန်တယ်လို့ပြောတာတကယ်တော့တန်တရာဟာအစာရှိတယ်မရှိဘူးဆိုတာတမန်လူတွေနားလည်အောင်ပြောပြဆရာဝေါ်ဟာရာစကလုံးမရှိဘူးလို့ဆိုနိုင်ပါတယ်အမှန်ကဤတရားဒီဆွေးနွေးအပ်တော့တရားမဟုတ်မြတ်မောပြုအပ်တော့တရားတာနဲ့ဖြစ်၏ဟုပြောရပါမည် ဤတွင်ဦးစန်းထွန်း၏စကားကိုကျွန်တော်သဘောကျသွားသည်ထို့ကြောင့်လွတ်ကံပြောလိုက်မိသည်ကြိုက်ပြီပြောကြိုက်ပြီဆရာပြောတာဟုတ်မယ်ဒီတရားဟာဆွေးနွေးအပ်တော်တရားမဟုတ်မျက်မှောက်ပြုအပ်တော်တရားသာလင်းဖြစ်တဲ့အနမတကားဆိုတာမတိအပ်တော်အစားရှိတော်တန်တရားလို့ဆိုထားတာလည်းမှန်နေဤတရားအတွက်လူတမ္မန်တွေနားလဲအောင်ယတိပြပြပြဆရာဝဟရစကလုံးမရှိသေးဘူးဒီတော့ဒီစာကိုကျွန်တော်ဥဖြူအားတော်ပေးလိုက်အောင်မယ်အိုဒီစာကိုဘာကြောင့်တော်ပေးဆရာလူသေးလဲခမည်းခံယူထားချက်ကိုဆွေးနွေးအပ်တော်တရားမဟုတ်ဘူးဆို ဦးစန်းထွန်းကပြောလိုက်ပါတော့ဒီဤခါမျိုးတွင်ကျွန်တော်မှမိမိအမားကိုမိမိမြင်မိသည်ထို့အချိန်ကကျွန်တော်မှစာအုပ်ထုတ်ရန်စာမှုတစ်ခုကိုရေးနေဆဲဖြစ်သည်မိမိအလောက်ကိုသာမိမိပြီးစီအောင်မြင်အောင်ရေးရမည်လုပ်ရမည်ဖြစ်ပါလေဘာကြောင့်ဥဖြူဤစကားကိုတွားပြီးအကျိုးမရှိကံကွက်မိရသည်နိစင်စစ်အကျိုးမများသောအငင်းပွားမှုကိုသာရှောင်ရမည်ဖြစ်သည်ယခုအငင်းပွားမိခြင်းကြောင့်စိတ်လှုပ်ရှားပြီးကိုမောစိတ်မောဖြစ်ရသည်ဆာရက်ဆဲမျက်နာကိုရရတဲ့အင်အားတွေကိုအလဟတ်တက်ဖြုံမိ จิไลเตติเยตาสีโตยะคุอะชินีอปุคีตวาไลยาเตติกုံไลตออินอาริมา2ญ้อเซียဖြစ်တဲ့ဒီမှာမူလာဥဖြစ်တရားဟောစဉ်တွင်အသာလေးငြိမ်ပြီးစိတ်ချမ်းချမ်းသာသာထားကနားထောင်နေရန်သာရှိသည်သူကတရားကိုကြိုက်နှစ်သက်ရလာဟုမိခဲလင် ဟုတ်ကဲ့ကြိုက်ပါတယ်ကျေးဇူးတင်ပါတယ်ဟုမီတူကိုမှမထိခိုက်စေတော့မူတာဖြူစကား wife line ကိုဆိုလိုက်ရင်ပြီးနိုင်တယ်အကယ်၍သာထိုစင်ကကျွန်တော်စိတ်ကျွန်တော်နိုင်တဲ့ဖြင့်အตาလေးညင်နေခဲ့ရင်စိတ်အင်အားလူအင်အားမဆုံးရှုံးပါပဲဥဖြူရောကျွန်တော်ပါနှစ်ဦးနှစ်ဖက်စိတ်ချမ်းသာရမည်ဖြစ်ပေသည်အခုမှဦးစန်းထွန်းက ကယ်ပေးလိုက်တော့ကြောင့်ရိတ်သားတို့ဆက်မသွားတော့ပဲရေးထားပြီးတော့စာကိုအင်ပြန်ယူနိုင်ခဲ့သဖြင့်နေ့တိုင်းဖြည့်ဆို့နေရသောစိတ်ပညာဆောင်မွေပွဲကိုအောင်မရယုံကလေးဖြင့်ကျွန်တော်ကပ်ပြည့်အောင်ခဲ့ရသည်အကယ်၍သာကျွန်တော်ဒီဥဆန်းထွန်းစကားကိုနားမထောင်မဲရေးပြီးသားစာကိုရေးသားသွားပြီးဥဖြူအားပေးမိပါလင်စိတ်ပညာဆောင်မွဲရှုံးတူအဖြစ်မှတ်တမ်းတင်ခံရမည်ဖြစ်ပေသည် အကယ်၍သာမူလကဥဖြူဤတရားစကားကိုစိတ်အေးအေးထားပြီးအငြင်းမပွားပဲဟုတ်ကဲ့တလုံးသာသုံးနိုင်ခဲ့ပါလင်ကျွန်တော်ဒီနေစဉ်ပင်ခဏခဏဖြည့်ဆို့နေသောစိတ်ပညာဆောင်မွေပွဲကိုဂုံတူနှင့်အာမြင်သူဖြစ်ပေလဲမည်ဟုအိမ်ပြန်ခီးတွင်ကျွန်တော်တွေးမိပါတော့ဒီစိတ်ပညာဆောင်မွေပွဲအာမြင်တိုင်းစိတ်ချမ်းသာကိုချမ်းသာဖြစ်ရပြီးအကျိုးတရားရသည်ချီဖြစ်လေရှိပါသည်နံပါတ်3တိတ်ပြီးအရေးတကြီးသဘောထားခြင်း ီတိစာအုပ်ထဲကမန်တော်မမတ်မီတော့ပါကျွန်တော်သဘောကျသဖြင့်စိတ်ထဲမှတ်သားထားသောထိုစာအုပ်ထဲမှာအင်္ဂလိပ်စာဝကြကလေးတစ်ခုရှိသည် It is your mistake to take yourself too seriously တင်ကိုယ်တိုင်သိပ်ပြီးအရေးတကြီးလို့တော့သဘောထားခြင်းသည်တင်ဤအမှားဖြစ်၏ တိုင်းဘော်လုံးပွဲများရှင်ပြိုင်ကစားကြသည့်ကာယံမတင်သောအခါမန္တလေးတိုင်းဘော်လုံးတင်ရှုံခဲ့ရသည့်ထိုအခါမန္တလေးသားတွေတချို့ထိုကိစ္စကိုတပြစ်တော့တော့ရဲအတော်ကြအောင်အရေးတကြီးလုပ်ရပြောကြကဝန်းနေကြသည့်ကဘာကျော်ရုပ်ရှင်မင်းသမီးတို့ဦးမှအเจ้าမညီညော်၍နံပီကြီးဆဲမှပြင်တေပွဲဝင်သွားရာတိတ်ပြေးအေးမကြီးသဘောထားသူတို့ဦးမှစိတ်မကောင်းဖြစ်လွန်သည်ဖြင့်ထိုမင်းသမီးနောက်သို့တေပွဲဝင်ကလိုက်သွားမှုသည် မိတ်ဆွေတို့ကသူအားလမ်းတွင်တွေ့ရနိုင်နောက်ပြောင်ပြီးချိုးနှိမ်သောစကားကိုဆိုလိုက်ရာသူစကားကိုသိပြီးအရေးတကြီးလှုပ်သက်သည့်အဆိုခံရသူခမားမှာချိုးညနေကတညလုံးလုံးအိမ်မရအောင်မကြည်မချမ်းဖြစ်နေရသည်ဟုသူကပြပြသဖြင့်ကျွန်တော်မသားဘူးပါသည်ကျွန်တော်ကိုယ်တိုင်လည်းအလားတူကိစ္စမျိုးရှေးလွန်ခဲ့သော အနည်း20ကခံကားဖြစ်ဘူး၏သူစင်ကကျွန်တော်ဒီ new times of barma တရင်စာနိုင်တရင်တော့အဖြစ်ဆောင်ရွက်ခဲ့သည်မန္တလေးမှာကျွန်တော်တူးတဲ့ တာထူသတင်းစာတိုက်တို့သတင်းပို့ရသူရှိ၏တနေ့တွင်ကျွန်တော်တည်သောတခြားသတင်းသားတို့ပို့သည့်သတင်းတပုတ်ကိုထူသတင်းစာတွင်ဖော်ပြပေးသည်ထူသူပို့သောသတင်းကိုတွေ့လိုက်ရသောအခါကျွန်တော်မှမနာလိုစိတ်ဖြင့်တိတ်ပြေးအေးတကြီးသဘောထားလိုက်မိသဖြင့်စိတ်ဆင်းရဲလိုက်ပုံမှာထူညာတညာလုံးကောင်းကောင်းအေးမရတော့ပေလက်ထက်ရန်ဆေးဆက်ထားသောအတန်းတူဆေးကြောင်းတူနှင့်ဆေးကြောင်းသားအသွဲတရွဲရှိ၏ဆေးကြောင်းသားမှာအတန်းဝင်ဆောင်ွေပွဲကြ၏ သူစိတ်ထိခိုက်လွန်အားကြီးပြီးအစိတ်အောက်ရေးတေချောင်းကျန်၏ကံကောင်းထောက်မစွာဆေးမိသည်ဖြင့်ဒုက္ခများအသက်ချမ်းသာရာရသွား၏သူဒီလည်းမဖြစ်စလောက်ကိုတိတ်ပြီးအရေးတကြီးလုံးမိသည်ဖြင့်သူနိုင်တာမဟုတ်သူပတ်ဝန်းကျင်ရှိမိဘနှင့်နှိဆက်ဆွေမျိုးများပါဆေရောကိုပါဒုက္ခများကြရလေသည်ငယ်သေးသောဆရာဝန်ဤဇနီးတူမှာတနေ့တနိုင် ခင်မွန်းဖြစ်သူနဲ့အခမ်းမတင်ဖြစ်ပြီးစကားများလျက်ဆိတ်ဆိုကြ၏ခင်မွန်းလို့သူကလဝါဖြင့်သူစနီဤဦးခေါင်းကိုပုတ်ခတ်လိုက်၏ထိုအခါသိပ်ပြီးအေးတကြီးတဘောထားတဲ့သူဇနီးတီကအစိတ်ပလင်းကိုယူပြီးအလုံးတောက်ချလိုက်၏နနက်ခင်ခါ၌ခင်မွန်းဖြစ်သူအပေါ်စိတ်ကပြီးသမင်းမစားပဲအငတ်ခံနေသူစတီးတဲမှာဝန်တွင်၌အစာမရှိသဖြင့်သူခင်မွန်းကပြပြတဲ့လေအန်စေးတိုက်တော်လဲမအန်နိုင်တော့သဖြင့်ထိုအခါကြမှာ မိန်းကလေးမှာသူ့အမကိုသူနောင်တရကသူမားပါပြီဟုသူခင်မုံကိုမျက်ရည်ဆက်လက်ဖြင့်ပြောဆိုကြတော့ရင်သိဆုံးသွားခဲ့ရဘူးဒီအလားတူအေးတကြီးမလုံတင်တီကိုလုံးအေးတကြီးသဘောမထားတင်တီကိုသာမိချင်များကြောင့်ဒုက္ခရောက်ရခြင်းအိမ်မရဖြစ်ရခြင်းအလုံးမလုံးနိုင်ဖြစ်ရခြင်းများအပြင်တချို့တို့မှာအသက်ပင်ဆုံးရှုံးခဲ့ရဘူးပေါ့များလာပေပြီဤသဘောတရားဒီစစ်စစ်အားဖြင့်မိမိတို့စိတ်တက်အင်အားကိုတိမ်ငယ်အောင်နှိမ်ချအောင်ပြုလုပ်ချင်တာဖြစ်လေသည် အမြင်ပျော်ရွှင်မှုရရှိနိုင်ရန်ကိုစူးစူးဆိုက်ဆိုက်ကြံစီကြိုးစားနေသူများဆိုပါလဲအလားတူဖြစ်ရမျိုးနဲ့မိမိတို့ကိုယ်တိုင်ဝင်မတိုးမီအောင်အမြဲတစေသတိရှိနေသင်ပေသည်ထို့အဖြစ်မျိုးကိုသတိလက်လွတ်ဖြစ်ကလက်ခံကျင့်သုံးမိပါလျင်ရုပ်ဆွာအစုံမိမိတို့ကိုယ်တွင်အင်အားများဆုံးရှုံးမည်ဖြစ်သည်ထို့ပြင်စိတ်တကိုယ်နှုံသွားမည်လည်းဖြစ်သည်နောက်ဆုံး၌စိတ်ပညာဤအနှစ်သာရဖြစ်သောစိတ်ဤခွန်အားကိုလုံးဝအသုံးမပြုနိုင်သူဤအဖြစ်သို့ ရောက်ကစိတ်ဝေဒနာသမားအဖြစ်သို့ကြာရောက်သွားနိုင်လေသည်တို့ဖြစ်ရာအစား၌ဖော်ပြခဲ့သော အင်္ဂလိပ်စာဝါကြကလေး၏သတိပေးချက်ကိုလေးလေးနက်နက်သတိရနေသင်ပေသည်